မင်းသားဆန်တို့ရေ JLPT မှာ reading ကိုဘလို့အမှတ်ပြရအောင်ယူရမလဲဆိုတာသိကြလား Subject တစ်ခုလုံးကိုဖတ်ဆရာမလို့ပဲ tips 3ခုလာမှတ်ရုံနဲ့ reading မှာအမှတ်သားလေးရောက်ကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြနော်ပထမဆုံး JLPT မှာမေးလင်းမိထားရှိတဲ့မေးခွန်းပုံစံကိုအရင်ဆုံးပြောပြပါမယ်။စလုံးတရာမှာနေရာချရှိတဲ့စာပိုက်တူက၄ပုံ၊စလုံး450လောက်ရှိတဲ့စာပိုက်အလက်၄ပုံ၊နောက်ထပ်စလုံး400လောက်ရှိတဲ့သတင်းချက်လက်ရှာဖွေရတာက၂ပုံပဲဖြစ်ပါတယ်။ မိကုံးပုံစံကို သိပြီဆိုရင်အဖြစ်ကိုအလွယ်တကူရှာဖွေနိုင်မို့ဘာတွေကိုလုပ်ဆောင်ရမလဲအရင်ဆုံးကိုကစာကြောင်းရဲ့အတိတ်ပဲတွေကိုရှင်းရှင်းလင်းလင်းနားလည်နေဖို့ဆိုရင်နံပါတ်1အနေနဲ့ grammar တွေရဲ့အချိန်ဆက်တွေကိုနားလည်နေရပါမယ်ဒီနေရာမှာ grammar တွေကိုပြိုင်နိုင်နေဖို့လိုအပ်ပါတယ်နော်စာကြောင်းမှာသုံးထားတဲ့ verb တွေကို found like ခွဲပြီးမှတ်လိုက်မယ်ဆိုရင်တော့အဓိပ္ပာယ်ကိုတေချာသိမြင်နိုင်မှာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင်အမေကဖုတေတန်တော့တဲ့ဒေခခေတခုနခုနတာ ဒီစာကြောင်းမှာဆိုရင်ဒေခကယ်ရူဆိုတဲ့ verb ကို grammar pattern မျိုးနဲ့ပေါင်းစပ်ထားလဲဆိုတာသိထားပါမယ်။တိုင်းဖာ၊နိုင်ဖာ၊နာရူဖာတားဖောင်နေနဲ့ပေါင်းဆက်ထားတယ်ဆိုတော့ကိုသားသိထားမယ်ဆိုရင်တော့အသေးပဲပြန်ရတာလေးကိုသားပါလိမ့်မယ်။နောက်ထပ်နံပါတ်နဲ့အနေနဲ့ကတော့အကြောင်းသားများ reading ဖြစ်ရင်ဆက်ရှုပ်စေတဲ့အရာတခုကတော့စာကြောင်းရှိတွေကိုဘာသာပြန်ရတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ survive ကိုဖြတ်ပြီးတော့ဘာသာပြန်လို့ရမယ့်နေရာတွေကိုဒါသိထားမယ်ဆိုရင်တော့ reading ဖြစ်ရတာအစိမ့်မရှုပ်တော့ပဲအတိတ်ပဲကိုရှင်းရှင်းလင်းလင်းသိမြင်လာပါလိမ့်မယ်။ survive ဖြတ်ဖို့နေရာကိုသိဖို့ဆိုရင်ကနော်ညိနော်တဲ့ခါရတဲ့ခါရတမယ်ညိယောညိရှစ်တဲ့တဲမို့တဲမို့စတဲ့စကားဆက်တွေရဲ့အတိတ်ပဲတွေကိုလေ့လာထားပါမယ်။私が子供の時、父は仕事が忙しくても毎日絵本を読んでくれた。 ဒီစာကြောင်းမှာဆိုရင်ဝတ္တရှင်ကခုတုံမနောတုကိကျွန်တော်ကလေးဘွားရောကချစ်ချစ်ဝဆင်းလို့တော့အိဆိုကရှိခတဲ့မို့အဖေကအလုံများနေရာတော့မှမိုင်းနီချီအဲဟုံးကိုယွန်တဲ့ခရတာနေ့တိုင်းရုပ်ပြစာအုပ်ကိုဖတ်ပြခဲ့တယ်ဒီလိုမျိုးစာကြောင်းကိုဖတ်တော့ပြီးဖတ်လိုက်မယ်ဆိုရင်တော့စာကြောင်းရဲ့အတိတ်တွေကိုရှင်းလင်းစွာနားလည်နိုင်မှာပါ နောက်ဆုံးနံပါတ်3ကတော့ဆဝိုင်းတစ်ပိုက်လုံးကိုဖတ်ဆရာမလို့ပဲဘယ်စာကြောင်းတွေကကြော်သွားလို့ရမလဲအဖြစ်ကဘာလဲဆိုတာသိရဖို့ဆိုရင်ဇကဇက်တွေရဲ့အတိတ်ဘယ်တွေကိုလေ့လာထားပါမယ်ဥပမာတတရဲပါဆိုတဲ့တဲ့ဝဆတဲ့ဇကဇက်တွေကိုတွေ့ရင်တော့အနောက်ကစာကြောင်းကိုဖတ်ဆရာမလို့ပဲကြော်သွားလို့ရပါတယ်။အရှိကဖော်ပြပြီးသားအကြောင်းအရာကိုအနောက်မှာထပ်ပေါင်းထည့်ပြောခြင်းတဲ့အခါဆိုတဲ့ခါကဆိုရှိတဲ့ဆိုတဲ့ညမတဆတဲ့ဇကဇက်တွေကိုတွေ့ရပါလိမ့်မယ်။ ဟင်းတိုင်းကြီးဆိုတဲ့စကားလုံးကိုတွေ့ရင်တော့အရှိကအကြောင်းအရာနဲ့နှိုင်းရှင်ပြောခြင်းတဲ့အခါမှာသုံးတယ်ဆိုတာကိုသိထားပါမယ်။အခြားစကားလုံးတွေဖြစ်တဲ့ဆူလူတိုနာဇင်နာရာရှိခါရှိခဲရဒိုမိုတခါရာစမာရီစတဲ့စကားဇက်တွေရဲ့အတိတ်ဘယ်ရီနဲ့ဘယ်နေရာမှာသုံးလဲဆိုတာတွေကိုပါမှတ်ထားမယ်ဆိုရင်တော့ reading ကိုအချိန်မီမီနဲ့အမှတ်ပြရအောင်ဖြေဆိုနိုင်မှာပဲဖြစ်ပါတယ်เนาะ ဒါဆိုရင်ဒီဗီဒီယိုလေးမှာပြောပြခဲ့တဲ့အချက်လေးတွေကိုမှတ်ထားပြီးတော့ယခုတစ်ခါဖြေဆိုမဲ့ဆန္ဒလာပိုင်း JPT ဆောင်ဝဲမှာ reading ကို အမှတ်များများနဲ့ဖြေဆိုအောင်မြင်နေကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်။ではみなさん頑張って